အားလုံးပဲမင်္ဂလာပါဒီနေ့ဒီရက်ဒီမဲ့သင်ခန်းစာကတော့အခန်း3လေ့ကျင့်ခန်း3.3ကနံပါတ်1နဲ့3ပဲဖြစ်ပါတယ်။နော်ဒီခန်းမှာအကြာကြီးတော့နော်အပိုင်းလေးနေမြောက်တယ်ပေါ့နော်မြောက်တဲ့အကြောင်းလေးပေါ့နော်အားရသိရမှာဖြစ်ပါတယ်။နံပါတ်1မှာကျတော့သူက24ကိုတဲ့နော်5 by 4နဲ့5 by 6တို့ပြင်ဆက်ပြီးတော့မြောက်ပါလေ။ဒါမှ24ရဲ့5 by 4ရဲ့5 by 6ရဲ့ကိုအတူတူမြောက်ပြရမှာပေါ့နော်။ဒါကတော့အမြောက်ကြီးလိုက်မယ်။24 into 5 by 4 into 5 by 6 ဘူးเนาะဒီဒါဆိုရှင်ကျွန်တော်ကနန်းသုံးခုကိုစက်တိုက်မြောက်တဲ့အခါမှာဆိုတော့ပရမရှိရနှစ်ခုကိုဒီကနန်းနှစ်ခုကိုရင်းဆုံးမြောက်ပြီးမှနောက်ဆုံးနောက်ကနန်းနဲ့ထပ်ပြီးတော့မြောက်သွားတာပေါ့เนาะဒါဆိုပရမလို့ဆိုတော့24နဲ့နောက်4ဘိုင်5ဘိုင်နဲ့ကျွန်တော်မြောက်လိုက်မယ်မြောက်တဲ့အခါမှာဆိုတော့ပိုင်းခြေလေးနဲ့ဒီ24နဲ့ကိုကျွန်တော်ခြေလို့ရတယ်လေးတလီလေး6လီ24ဒါဆိုရှင်ပိုင်းခြေမရှိတော့ဘူးပိုင်းဝင်က65နဲ့ပဲရှိရဖြစ်တယ်65လီ30ရလာတဲ့ဒီရှေ့ရနှစ်ခု24နဲ့ လေးပိုင်း၅ပိုင်းနဲ့ဆိုတော့ညှောက်ပြီးရလာတဲ့အဖြစ်30နဲ့နောက်ဆုံးကျန်တဲ့တစ်ခု6ပိုင်း၅ပိုင်းနဲ့ဆိုတာပြန်ပြီးတော့ထပ်ပြီးညှောက်သွားပါမယ်။လက်လက်ခါမှာလည်းဒီလိုပိုင်းကြီး6နဲ့30နဲ့ကိုခြေလို့ရဖြစ်တဲ့6တလေ6 6 5လီ30ဆိုပြီးပိုင်းဝေမှာက9နဲ့9နဲ့ညှောက်သွားကျန်တယ်9လီ25ဟုတ်ပြီနော်။နောက်တစ်ခုကနံပါတ်2ပါအပါရိုကိုရှင်းပါတဲ့31 3နဲ့11 2နဲ့ဆိုတော့ညှောက်သွားမယ်။နော်ညှောက်တဲ့ခါမှာသူကကိန်းရော်တွေပေးထားတယ်။ကိန်းရော်တွေကိုဆိုတော့အပိုင်းကိန်းရောင်အပိုင်းကိန်းတူပေါ်ဖွဲ့ရမယ်နော်။ ုံးသုံးလီကိုတင်းနဲ့ပေါင်းတော့30ဟုတ်နော်ဖိုင်းကြီးကတော့3ပဲနှစ်တလီနှစ်တင်းနဲ့ပေါင်းတော့3 3 by 2ဒါကြဆိုရင်စမတော့3နဲ့3နဲ့ကြည်သွားမယ်ဟုတ်နော်ဖိုင်းကြီး3နဲ့ပိုင်းဝေ3နဲ့ကြည်သွားမယ်30နဲ့2နှစ်နဲ့ကြတာ30 30ကို2ချိုးနှစ်နဲ့စားလို့ရနှစ်တလီနှစ်5ကြီး30ဒါဆိုရင်ဖြေကဘလောက်ရလဲဆိုရင်50ပဲရပါတယ်တို့ကနမခဝေးတင်းနဲ့နော်၄ခုနှစ်ပိုင်း၆ပိုင်းနဲ့ဆိုတော့မြောက်ဘူးအဲ့တော့ကျတော့တိဆိုတာကပါတော့အမြောက်ထက်တူရခဲ့ ဆိုတော့တင်းတဲ့ဘာနည်းနည်းများအဲ့ဒီနှောက်နှက်ကနေမှပြန်ပြီးရတာဖြစ်တယ်ဆိုတော့တင့်ကိုပြတ်တရိယာကလေးကိုသူကအင်တော်ကခေါ်ခဲ့ပါတယ်။ဒါကြောင့်မို့တင့်နဲ့နော်၄ခွနဘိုင်း၆ဘိုင်းနဲ့နှောက်တဲ့ခါမှာအဖြေကဒီ၄ခွနဘိုင်း၆ဘိုင်းလေးရတယ်။ကျွန်တော်ရဆက်တွက်စရာမဟုတ်ဘူး။အဲ့ဒါနမကဝေးအဖြေထောက်ပေးပါနော်။နောက်တစ်ခုကနမကငယ်ပါ။နမကငယ်က2 2 by something into 5 by 12 into 6ပေါ့နော်။ဒါကြောင့်ရှင်တို့ကရှိကကိန်းတစ်ခုအရင်ဆုံးညှောက်ဘူးနော်။ 2 by 17နဲ့5 5 by 12နဲ့ဝင်လို့မြောက်မယ်6နဲ့ကနောက်မှမြောက်မယ်မြောက်တက်ကမှာရှေ့မှာသူပေးထားတာကင်းရောဖြစ်တဲ့အဲ့အားကိုအပိုင်းကင်းရောင်ဒါလုံးအပိုင်းကင်းထုလို့ခေါ်တယ်ပေါ့နော်အဲ့အားကိုစက္ကန့်လေးရ34 34လေးလေးရ36 36 by 17 into 5 by 12ဟုတ်ပြီနော်အဲ့ဒီမှာကျွန်တော်ခြေလို့ရတာက right to train နဲ့ byway 36အဲ့ဒါစနစ်တလေးစနစ်စနစ်တိုင်း36အဲ့ဒီ byway ကကြ35နဲ့ကျန်လိုက်ပြတဲ့35 35 byway ကတော့16 နောက်မှဂျန်နဲ့6ရက်စမှာတော့ပြန်ပြီးတော့မြောက်ပြေးရပါတယ်။နောက်တစ်ခါမှဒီကိန်းမျိုးကြိုက်စမှာကျင်းလို့လည်းမရဘူး။ဘိုင်းကြီးရပါဖြစ်နေရဆိုရင်ဘိုင်းကြီးကတုတ်တာလေးဖြစ်နေတဲ့ဆိုတော့ခြေလို့မရဘူး။အဲ့ဒါကျစမှာဘိုင်းဝေးချင်းမြောက်မယ်။56နဲ့6ရက်တော့56လီ30။56လီ90။90ကစမှာ16နဲ့နော်90 70ပေါ့။အဲ့မှာဘိုင်းဝေးကဘိုင်းချီတဲ့ကြီးနေရတဲ့ကျစမှာဒီရိုက်ထားလို့မရဘူး။ပြင်းရောက်ပြရမယ်။အဲ့ဒီ90ကို16နဲ့စားရတဲ့ခါမှာ65လီနော်။65လီက ရှိစံငါဒါဆိုရင်90ရဲ့ရှိစံငါနှုန်းငါကျင်းနေအကျင်းနဲ့ငါကိုပိုင်းမိမှာယူနေနော်။ဘန်းကြီးကတော့7.7နဲ့မြန်မာကငယ်ဖေဟာ5 5 by 17ရပါတယ်။ဒီကနမကကြီးကနမကကြီးက9 3 by 4 e 2 2 by 3ရဲ့ပြီးဆိုတာတော့အမြောက်ပါနော်ပြီးဆိုတာအမြောက်ဒါကြောင့်မို့လို့ဆို9 3 by 4 into 2 2 by 3ဆိုလို့ရရှိပါတယ်။အဲ့တော့ဆိုတော့ကိန်းရောတို့အရင်ဆုံးအပိုင်းကြီးတူကြောင်းမယ်အပိုင်းကြီးရအောင်နော်။ကိုလေး36 39ဘောင်းတော့ဘောင်း39 39 by 4 by 4 by 39 by เนาะเกยก็34 6นิดหน่อยบางเนาะ8 8ปลาย3ปลาย8ปลายเนาะแล้วทีนี้สมมุติว่าเราหยอดแต่คามาคือ4ตะลี4บ่4ตะลี8ปลายวินะปลายสีนี้เนาะแล้วก็3ตะลี3 33นี่ก็39แล้วทีนี้ปลายสีมาก็ไม่ใช่หรอกปลายวินมาก็33ตะลี26แล้วทีนี้ผีกายี้อ่ะผีกา26ยามาเลยအခုကနံပါတ်3ပါနံပါတ်3ကတော့33 by 4 plus 2ဝမ်းမှကျွေးပြီးပေါင်းလက်ပေါ့နော် ့သတိသီးဆိုင်ဖို့နဲ့2ဝမ်းမိုင်လိုကိုပေါင်းမယ်အဲ5 5 by 9မှာ2 5 by 6ကိုနှုတ်ရရတော့နှုတ်လက်ပြမြောက်ပါတယ်ဆိုတော့ကျွန်တော်ကအရှိန်အခုအရင်ဆုံးပေါင်းမယ်နော်အဲပေါင်းလက်က3 3 by 4 2 1 by 3ကိုပေါင်းမယ်ပေါင်းတဲ့ကမှာအရင်ဆုံးကိန်းရောက်ဖွင့်မယ်နော်ကိန်းရောက်ကိုပိုင်းကိန်းဖွင့်မယ်၄၃၄၁၅ဘုနေ၆တော့ခွန်ကြည့်ရတယ်ကျွန်တော်အပိုင်းကိန်းတွေပေါင်းမယ်လို့ဆိုရင်ဘိုင်းကြီးညှိရပါတယ်ဘိုင်းကြီးကျွန်တော်က၄နဲ့၃နဲ့ရဲ့ကြီးဆုံးပုံစံလို့ရရင်ဆာတို့ကြီးရာ ဒီသမုတ်စာဝင်ရင်ကစနစ်ပြည့်တယ်တဲ့သမုတ်ကစနစ်ပြောင်းလို့၄ကို၃ညမြမယ်၃ကို၄ညမြမယ်နော်။အဲဒီဘိုင်းရီစနစ်က၅၅၃ရီက၄၅။ဟိုကနောက်ကကင်းရလဲဘိုင်းရီစနစ်ခုနှစ်လေးတွေက၂၈ဘိုင်းရီဒူဝါယူစမောပေါင်းလို့ရပါပြီဘိုင်းရီစနစ်၄၅နဲ့ဘိုင်းရီချင်းချင်းပေါင်းတော့၄၅နဲ့၂၈ညပေါင်းမယ်။အတော့ခုနှစ်က၃နဲ့အဲ၁၂ဘိုင်းခုနှစ်က၃ဘိုင်းဆိုပြီးရရှိပါတယ်။အဲ့တော့ဒီလိုကဘိုင်းရီကကြီးနေတာကိုစက်မတွက်သေးဘူးပြချင်ရှင်းရမှရှိတယ်ပြန်ရိုက်မထားရအောင်နော်။အဲ့တော့ကျွန်တော်နှုတ်မှာ နော်နှုတ်လက်ကပါလဲဆိုရင်ဖိုက်ဖိုက်ပိုင်းနိုင်နေကနေဘော2 5ပိုင်းစီကိုလို့တောင်းလို့ကိဘိုင်းရင်းနေပေါင်းမှန်းလို့ဆိုရင်အရင်ဆုံးဘာလို့ပေါင်းမလဲဆိုရင်ဘိုင်းရင်းမကြီးကြီးကိရောပေးထားလို့ရှိရင်ဘိုင်းရင်းလူပြောင်းမယ်အဲ့တော့9945နှစ်နဲ့ပေါင်းတဲ့ခါမှာ40ခေါင်း6950နှစ်ပေါင်းတဲ့ဆက်နော်ဆက်ခေါင်းအဲ့ဒီ9965မှာဆိုတော့ပိုင်းကြီး78ပြောင်းလို့မလို့ကိုယ့်ကိုနည်းနည်းမြောက်နေ6ကိုကြာ3နည်းမြောက်နေနော်ဒီနှစ်ခုလုံးရဲ့နော်9ရော6ရော ပြန်ထားနိုင်တဲ့ကေရ78ဖြစ်ကြတဲ့စကောင်းလို့ကျွန်တော်78ပြအောင်လုပ်မယ်။ဒါပေမဲ့ဘိုင်းဂျီယာ90နဲ့78ဘိုင်းဝင်ရကြတော့90နဲ့။နောက်ကကေရလည်းဘိုင်းဂျီယာ63နဲ့78စက်ခွန်3နဲ့50တိ။ဘိုင်းဂျီညီဝိုက်ပြတဲ့ဘိုင်းဂျီတခုရေးမယ်။ဘိုင်းဝင်ချင်းချင်းလုပ်မယ်နော်95နဲ့51ကို94နဲ့51ကိုလုပ်မယ်။နောက်သက်ကမှ43ကျန်နေတယ်။ကိုဒီဒီပါဟေးတေးမော်နော်ဒါသူကြီးကစမောပေါင်းတာနှုတ်တာရပြီအဲ့နှစ်ခုကိုစမောပြန်ပြီးတော့ပြောက်ပြရမှာ နော်ပေါင်းလက်ကိုလည်းနှုတ်လက်နှုတ်ရရတော့နှုတ်လက်နဲ့ညှောက်ပါလို့ပြောတယ်ဆိုတော့ပေါင်းလက်နဲ့နှုတ်လက်တို့ပြန်ပြီးတော့နော်ရှင်းတဲ့ခါမှာညှောက်လက်ပေါ့နော်ညှောက်လက်ဆိုတော့ပေါင်းလက်က73 by 3ရတယ်နှုတ်လက်မှာ43 by 18ရတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ပြန်ညှောက်ပါနော်ညှောက်တဲ့ခါမှာကျွန်တော်အပေါ်ကပိုင်းဝင်နဲ့ပိုင်းရှင်နဲ့ခြေလို့မရဘူးလေ။မရတော့ကျွန်တော်ပိုင်းဝင်ချင်းလေးမြောက်မယ်။ပိုင်းကြီးချင်းလေး။33နဲ့43နဲ့ကိုညှောက်တဲ့အခါမှာ3139ရပြီးတော့7နဲ့16နဲ့ညှောက်တဲ့အခါမှာ116ရပါတယ်။ အရင်ဘိုင်းဝေကဘိုင်းရည်ကြီးနေတယ်ပြင်ဆင်ရှိုးဒီဇိုင်းထားလို့မရဘူးခုနက139နဲ့16နဲ့ပြန်ပြီးတော့စားပြရတယ်နော်ကိန်းရောပြန်ဖို့အရင်216 14လီပေါ့နော်216 14လီကအဲ၄ရက်၁၄လီနဲ့ပြီးတော့ခုနက၃၉လီက၁၃၅ကျန်တယ်နော်ဒါက၁၃၅ကျန်တဲ့၁၃၅ကိုပိုင်းပြီးမှရေးမယ်။ဘိုင်းကြီးကတော့၁၃၆ပဲပေါ့နော်၁၃၆ပဲရေးမယ်။ဒါဆိုလို့ရှိရင်14 14 14 165216ရောရရှိပါတယ်။ဒါကဒီနေ့ကလေ့ကျင့်ငယ်အဲ၃သမလေးရဲ့နံပါတ်၁နဲ့၃ပြပါရဲ့အဆုံးထိရှိခဲ့တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။